ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ22ရက်နေ့နေ့လည်ခင်းသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချောက်ဖြူမှာစစ်ကောင်စီထိုးစစ်မြို့နယ်15မိုင်ခွာအထိရောက်လာတာကြောင့်ဒေသခံတွေတင်းရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။တရုတ်စီမံကိန်းတွေအများပြားရှိနေတဲ့ရခိုင်ပြည်နယ်ချောက်ဖြူမြို့နယ်အတွင်းကအာရကတတ်တော် AA ချေကုပ်ယူထားတဲ့နေရာတွေကိုစစ်ကောင်စီကဇက်တိုက်ဆိုသလိုထိုးစစ်ဆင်နေပါတယ်။လက်ရှိမှာတော့စစ်ကောင်စီစစ်ကြောင်းဟာ ကြောက်ဖြူမျိုးပေါ်နဲ့15မိုင်လောက်အကွာမှာရှိတဲ့ချောင်းပြားကြီးရွာအထိရောက်လာတယ်လို့ကြောက်ဖြူဒေသခံတအုပ်ကသတင်းဌာနကိုပြောပါရယ်။ AA ဘက်ကထိုးစစ်မစင်တော့စစ်ကောင်စီကတဖြည်းဖြည်းစစ်ကြောင်းထိုးလာတာအခုဆိုရင်ချောင်းပြားကြီးရွာနာအထိရောက်လာပြီ။တိုက်ပွဲတော့ပြင်းပြင်းထန်ထန်ဖြစ်တာမရှိဘူး။ဒီဘက်ကလည်းနောက်ဆုတ်ပေးနေတော့လေလို့ပြောပါရယ်။စစ်ကောင်စီဘက်ကအခုလိုစစ်ကြောင်းထိုးလာတာကြောင့်ချောင်းပြား၊ချောင်းပွား၊ရေနံတောင်၊မင်းပြားစတဲ့ကြီးရွာတွေကနေထောင်နဲ့ချီတဲ့ပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းဒေသခံတွေကပြောပါရယ်။ ချောင်းဖျားတို့ချောင်းဝရွာတွေကဒေသခံတွေကတော့တချို့ထွက်ပြေးနေကြတာအတော်ကြပါပြီ။အခုကတော့အကုန်လုံးထွက်ပြေးတိမ်းရှောင်နေကြရတာပေါ့။ရေနံတောင်တို့မင်းပြတို့ကတော့အခုမှထွက်ပြေးတိမ်းရှောင်ကြတာ။စစ်ကြောင်းကတဖြည်းဖြည်းနီးလာတော့မနေရဲကြတော့ဘူးလေ။ကြားပြင်စစ်ကောင်စီအနေနဲ့ကြောက်ဖြူမျိုးနဲ့အတွင်ကအရက်သားတွေနေထိုင်တဲ့ခြေရွာတွေကိုလေကြောင်းကနေဘုံကျဲတာတွေ။ခြေကြောင်းကနေလက်နက်ကြီးတွေပစ်ခတ်တာတွေလည်းရှိနေပြီးမကြာခဏဆိုသလိုအရက်သားထိခိုက်ဒဏ်ရာရတာနေအိမ်အဆောက်အဦပျက်စီးတာတွေလည်းရှိနေပါတယ်။ မနေ့ကလည်းချောင်းဖြားကြီးရွာအနီးဝန်းကျင်ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံချဲခဲ့တာရှိတယ်လို့ဒေသခံတွေကပြောကြပါတယ်။စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲမတိုင်မီရခိုင်ပြည်နယ်အတွင်းကအေးအေးထိန်ချုပ်ထားတဲ့မြို့နယ်တချို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ကြိုးစားလာနေတယ်လို့နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ကြောက်ဖြူနဲ့စစ်တွေမြို့နယ်မှာလည်းစစ်အင်အားတိုးချဲ့ပြီးတော့စစ်ရေးပြင်ဆင်တာတွေဒီရက်ပိုင်းမှာတိုးမြင့်လှုပ်ဆောင်နေတယ်လို့ဘာရကတက်တော်အေးအေးဘက်ကလည်းပြောထားပါတယ်။ ဆက်လက်ပြီးမြန်မာနိုင်ငံမှာထိုက်တဲ့တလောက်တင်းငိအေးချမ်းနေပြီဟုနိုင်ငံအနှံ့နှေးစင်လေးချောင်းဘုံကျဲနေသည့်စစ်ကောင်းဆောင်ပြောတယ်ဒုတောင်ဝင်းရေ၃ပါးစောင့်ထိန်သူများကိုလွှတ်တော်ကိုယ်စားလှယ်အဖြစ်မဲပေးရန်မြေအောင်လိုက်လက်လံစီယုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။နိုင်ငံတော်ဝန်ထိုက်တဲ့တလောက်တီးငိအေးချမ်းနေပြီလို့စစ်ကောင်းဆောင်မြေအောင်လိုက်ကမနေ့ကပတ်သိမ်တက်နေအနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုရောက်ရှိခြင်းပြောဆိုခဲ့တယ်လို့မနေ့ကစစ်အုပ်စုဝါရဖြတ်မီဒီယာကနေထုတ်ပြန်ထားပါတယ်။ အခုအခါနိုင်ငံတော်ထိုက်တဲ့တလောက်တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီးတနိုင်ငံလုံးတည်ငြိမ်အေးချမ်းစေဖို့အတွက်စစ်တပ်အနေနဲ့ဆက်လက်ဆောင်ရွက်နေတယ်လို့အကြံဖတ်မြန်အောင်လိုင်ကပြောပါရယ်အကြံဖတ်စစ်ကောင်ဆောင်ဟာတိုက်တဲ့တလောက်တည်ငြိမ်အေးချမ်းနေပြီလို့ပြောဆိုထားပြီးမယ်တပ်ဖက်မှမြေပြင်စစ်ကြောင်းထိုးတာတွေနဲ့လေကြောင်းကနေဘုံကျဲတာတွေကိုနိုင်ငံတော်နေစဉ်ပြုလုပ်နေတာဖြစ်ပါရယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်ခီးစဉ်အတွင်အကြံဖတ်မင်းအောင်လိုင်ကရွှေကောက်ပွဲကျင်းပနိုင်ဖို့ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်းနဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့လှုပ်တင်လှုပ်ထိုက်တာတွေကိုမပြတ်မကွက်လှုပ်ဆောင်ချဖို့ပြောဆိုခဲ့ပါသေးတယ်။စစ်သားတယောက်ချင်းစီတိုင်းအနေနဲ့လှုပ်တင်လှုပ်ထိုက်တာတွေနဲ့နေ့စဉ်ဆောင်ရွက်ရမယ်။ဦးရေထောက်တာဝန်တွေကိုမပြတ်မကွက်လှုပ်ဆောင်ဖို့ကိုလည်းမင်းအောင်လိုင်ကတိုက်တွန်းထားပါသေးတယ်။ ရှမ်းမီရဖဆိုတဲ့ပြည်သူတွေနဲ့တွေ့ဆုံချိန်မှာလည်းအကြံဖတ်မြောင်းလိုက်ကရွေးကောက်ပွဲမှာဒုတာဝင်အရေးသုံးပါဆောင်ထင်းသူနိုင်ငံရေးလုံခြုံရေးစီးပွားရေးနဲ့အုပ်ချုပ်ရေးအမြင်ရှိတဲ့ကိုယ်စားလှယ်တွေကိုမဲပေးဖို့ပြောဆိုခဲ့ပါသေးတယ်။ဒီနေ့ကုံမှာကျင်းပမဲ့ရွေးကောက်ပွဲကိုပထမအကြိမ်မှာ100မျိုးနဲ့ဒုတိယအကြိမ်မှာမျိုးနဲ့100နဲ့တတိယအကြိမ်ဆိုပြီး3ကြိမ်ခွဲပြုလုပ်သွားဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဆက်လက်ပြီးဘင်္ဂလားရခိုင်နယ်စပ်မိုင်းတိုင်၃ခုမှာညာလုံးပေါက်တိုက်ပွဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဘင်္ဂလားရခိုင်နယ်စပ်မိုင်းတိုင်အမှတ်36 39နဲ့56တို့တွင်တနင်္လာနေ့ညကတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ကော့ပစားခြေဆိုင် The Territory New မှာသတင်းဖော်ပြပါရယ်တိုက်ပွဲဟာအာရကတက်တော် AA နဲ့ ARS RSO တို့အကြားဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်တနက်ပစ်ခတ်တံတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံ Vindrovin ခရိုင်နတ်ကျောက်စရီမြို့နယ်နေဆက်နေဒီသာခံပေကတနက်ပစ်ခတ်တံတွေကိုကြဲကြဲလောင်လောင်ကြားခဲ့ရတယ်လို့သတင်းမှာဖော်ပြပါရယ် ေတာတရင်တောင် SUC Hate Rana ပြောတာကတော့တိုက်ပွဲဟာညလုံးပေါက်ဖြစ်ပွားပြီးမြန်မာနိုင်ငံဘက်ချမ်းမှသေဆုံးသူ20လောက်ရှိတယ်လို့သတင်းရကြောင်းပြောဆိုပါတယ်။ဒါပေမဲ့ဘယ်ဘက်ကထိခိုက်သေဆုံးနေဆိုတာကိုတော့သတင်းမှဖော်ပြမထားပါဘူး။ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီးနေကြာဆောင်တပ်ဖွဲ့ BGB ကသတင်းထုတ်ပြန်တာမရှိသေးပေမဲ့နေဆက်မှာသတိပေးမှုတွေပြုလုပ်ထားတယ်လို့ဆိုပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။